အားလုံးပဲမင်္ဂလာပါရှင်ရနာမုန်ထဲရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ November လအတွင်းတင်းတို့လေးတွေရရှိမယ်ကံကောင်းခြင်းများဆိုတဲ့ခေါင်းစဉ်နဲ့ဒီနေ့မှာ January reading လေးတစ်ခုဖတ်တော့ပေးမှာဖြစ်ပါတယ် ဲ့တော့ဒီနေ့ရည်နဲ့မှာဒီ17လပိုင်းနဲ့မှာပေါ့နော်တင်းတို့လေးတွေရရှိလာမယ်ကံကောင်းခြင်းเนาะဘာလေးတွေရှိမလဲဆိုတာကိုဒီနေ့ရည်နဲ့မှာဖတ်သွားပေးမှာဖြစ်ပါတယ်အဲ့တော့အထုံးစံအတိုင်းလေးပဲပေါ့နော်ရွေးချယ်ဖို့အတွက် group လေး၃ခုပေးထားတယ် group 1 group 2 group 3 group 1 2 3၃ခုလုံးမှာပြတ်ထားတဲ့ပုံလေးတွေကမတူဘူးအဲ့ဒီပုံလေးတွေကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်ဒီပုံမှာကဏန်းလေးတွေရှိရယ်เนาะ အာ25 34 32အဲ့ကနန်းလေးတွေကိုပဲဖြည်းဖြည်းရွေးပြီးတော့နော်အာယူပါပေါ့နော်အဲ့တော့တင်ရွေးချင်လိုက်တဲ့ကက်ကတင်နိုဝင်ဘာလထဲမှာဘလိုကန်ကောင်းစင်းလေးတွေကိုရရှိမလဲဆိုတာကိုဒီကက်ကနေပြောသွားပေးမယ်ဒီ group ထဲမှာပေါ့နော်တင်ရွေးလိုက်တဲ့ group တွေကနေတင်သိရှိရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် group လေးတွေရွေးလိုက်ပါနော် group လေးတွေယူပြီးဆိုရင်တော့ reading လေးကိုစပြီးတော့ဖတ်ပြီးတော့မှဖြစ်ပါတယ် group 1လေးကနေစလိုက်မယ်နော် group 1လေးတွေမင်္ဂလာပါရှင် group 1လေးတွေနိုဝင်ဘာလထဲမှာရရှိမယ်ကံကောင်းခြင်းဘာလေးတွေရှိမလဲအာပထမဆုံးတွေ့တာကတော့မိသားစုတွေမှာပေါ့နော်ဖြူရှင်စရာ ကိစ္စရဲ့လေးတွေကြုံတွေ့ရဖို့ရှိတယ်။တည်ငောင်းလေးတွေကြားဖို့ရှိတယ်။တချို့ကျတော့ခရီးလေးတွေသွားပြစ်မယ်အဲ့လိုမျိုး။တချို့ကျတော့ကိုယ့်ရဲ့မိသားစုထဲမှာရွှေငွေလက်ဝှယ်နာလေးတွေဒီဆက်တလပိုင်းတွေမှာဝင်လာမှာပေါ့နော်။အဲ့လိုမျိုးလေး။တချို့ကလေကိုယ့်အတွက်မဟုတ်တော့မှကိုယ့်ရဲ့ကလေးလေးအတွက်နော်ရည်ရွယ်ပြီးတော့လုပ်ပေးပြစ်မှာဝယ်ပေးပြစ်မှာအဲ့ကိစ္စလေးတွေအထမြောက်သွားမှာကိုကကိုယ့်ကလေးလေးတွေအတွက်ဝယ်ပေးမယ်ဆိုတော့စီစဉ်ထားတဲ့အရာလေးတွေကအကြာနေပြီ။ဒါမှမဟုတ်ဒီဆက်တလပိုင်းတွေမှာတော့ဝယ်ပြစ်အောင်ဝယ်ပြစ်သွားလိမ့်မယ်။အဲ့အတွက်သင်က ျော်ရွှင်ရတာလည်းဖြစ်ဖြစ်တယ်လို့တင်းရဲ့ခလီလေးတွေကပေါ့နော်ပျော်ရွှင်ရတာပေါ့နော်အဲ့ဒါမျိုးလေးတွေအဲ့တော့အာတင်းတို့ရဲ့အဓိက blessing ကတော့မေတ္တာဆိုရင်မှာအာရွှင်ဝင်လက်ဝရနာလေးတွေဝင်လာမယ်အာပြီးတော့တည်ငောင်းလေးတွေအာခီးသွားမယ်ကိစ္စတွေအဲ့ဒါမျိုးပုံစံလေးတွေအဓိကတော့မေတ္တာစုပျော်ရွှင်မှုကိုကံကောင်းခြင်းအနေနဲ့ group 1လေးတွေရာရရှိမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့စက်ကြည့်မယ်နော်ဒီ Oracle Cap လေးကိုအသုံးပြုပြီးတော့ Group 1လေးတွေဝင်ပါလာတယ်မှာဘလော့ကန်ကောင်းစင်းလေးရှိအောင်လဲတစ်ချက်ကြည့်မယ်နော် ဲ့တော့ဒီ group မှာနေတွေဒီ November လဒီ17လပိုင်းကတင်အတွက်ထူးခြားတယ်ပေါ့နော်။ဘာကြောင့်ထူးခြားတယ်ပြောရတာလဲဆိုတော့တချို့လေးတွေအိမ်နဲ့ဝေးနေတယ်ပေါ့နော်။ဝေးကွာနေတဲ့အာကိုရဲ့အိမ်ကိုရဲ့မိသားစုတွေရှိတဲ့အိမ်ကတနေရာကိုကတခြားတနေရာမှာအလုပ်လုပ်နေဆိုလို့ရှိရင်ကိုရဲ့မိသားစုနဲ့ပြန်ဆုံပြစ်လိုက်မယ်။ ြန်ဆုံဖြစ်ဖို့အတွက်လည်းမိသားစုကညှော်နေတယ်ကိုကိုဖုန်းနေဆက်တယ်လင်းလာလဲပါလားဒီမှာပွဲလမ်းနေရှိရဲ့ဘာညာပေါ့နော်အဲ့အမျိုးဖုန်းဆက်တဲ့အခါမှာကိုကလည်းကိုမိသားစုတွေတွေ့ချင်တာဖြစ်တဲ့အတွက်အမြန်ဆုံးနည်းနဲ့ပြန်ပြစ်မယ်နော်ဖြစ်လို့ရှိရင်ကိုရဲ့အိမ်မှာတတတတအနာယူဖို့ခွင့်ရည်ရမယ်ကိုစားချင်တာလေးတွေစားနော် relax time ပေါ့နော်အဲ့အမျိုးလေးတွေကိုမိသားစုနဲ့အတူကိုရဲ့အိမ်မှာအချိန်ပေးပြစ်မယ်အချိန်ကုန်ပြစ်လိမ့်မယ်ပေါ့နော်ဒီ၁၇လပိုင်းတွေမှာအဲ့အမျိုးနောက်တစ်ခုကကြတော့ဒီကိုရဲ့ပေါ့နော်ပတ်ဝန်းကျင်မှာအာဘလို့နောက် ချက်ဟိုအခက်ခဲတွေဖြစ်ပါစေဒီကာလမှာတော့တင့်အဲ့ဓာတွေကိုတင့်အကောင်းဆုံးကြော်လွားနိုင်မယ်ဒီ၁၇လအပိုင်းနေမှာတင့်နာမှာဘလို့တင့်ကိုပေါ့နော်စိတ်ညစ်အောင်ပင်ပန်းအောင်ဘယ်သူမှမလုံနိုင်ဘူးပေါ့နော်အဲ့ဓာမျိုးတင့်ကိုတင်အာ confidence ပို့ပြီးတော့ရှိတာတာပေါ့နော်အာဒီညမှာဘာကိုပြောချင်တာလဲဆိုတော့တချို့တွေရှိတယ်လေအာသူတို့ဘာဘလို့ပြောတာအာဘလို့ငါ့ကိုဘလို့မြင်တာအဲ့ဓာလေးတွေကိုအရင်အရင်ကသာဂယုဆိုင်ရဂယုဆိုင်မယ်ဒီ group one လေးတွေကဒီ november လထဲမှာတော့ကံကောင်းခြင်းအနေနဲ့ကိုက confidence ပို့ပြီး ့ရှိနေတာနော်ကိုကိုပိန်ဒီဖြစ်စေဝါဒီဖြစ်စေငါဝတ်လိုက်တဲ့ဝတ်စာနဲ့အငါနဲ့ match ဖြစ်တယ်တို့ငါလိမ့်လိုက်တဲ့ makeup နဲ့ငါနဲ့ match ဖြစ်တယ်တို့အဲ့လိုမျိုးပေါ့နော်ကိုကိုကို confidence နဲ့ so high ဖြစ်နေပြီးတော့ဘသူဘာပဲဖြစ်ပြောကွက်ကိုပဲအာတတပေါ်ပါလေးကြွကြွဝဝလေးနဲ့အာလှုပ်ရှားနေမယ်ပျော်ရွှင်နေမယ်သွားလာနေမယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒီမှာမှတစ်ချက်ကတော့ဗာလေးဆိုတော့အာအခက်ခဲအနောက်ရှက်ရှင်းရင်တောင်မှဒါကပြီးဆုံးသွားမှဖြစ်တဲ့အတွက် မကြောက်လန့်ပါနဲ့ပေါ့နော်အကောင်းဆုံးရင်ဆိုင်မှာအကောင်းဆုံးကြော်ဖြတ်ပါပေါ့နော်အဲ့ဒါမျိုးလေးပြီးသွားလိမ့်မယ်အနောက်ရှက်ခက်ခဲတွေဟာဒါပေမဲ့လည်းအာဒီရဲ့ပေါ့နော်ကြုံတွေ့ရမယ့် AI နဲ့ပတ်သက်ပြီးတော့အမ် စိတ်ပူပန်မှုတွေကိုလျှော့ချပေးပါပေါ့နော်အဲ့လိုမျိုးလေးအဓိကတော့လူစွာကတော့အမြဲတမ်းပြည့်စုံနေစွာမရှိဘူးအာကန်စွာကောင်းလိုက်မကောင်းလိုက်ဒါပေမဲ့လည်းအာကန်ကောင်းခြင်းတွေကြုံရဖို့အတွက်ကန်ဆိုးခြင်းကိုအရင်ဆုံးကြုံရတာမျိုးလည်းရှိတတ်တယ်အဲ့ခါကျတော့အာအခက်မတင်လို့ပေါ့နော်ကိုယ်အတွက်အထီးကအရှာနာအခက်ခဲလေးတခုကြုံတွေ့ရရင်တော့မှအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကအာအရင်ကြီးအားငယ်နေဖို့မလိုဘူးဒါတွေပြီးဆုံးသွားပြီးတော့ကိုယ်အတွက်ကောင်းမွန်တဲ့အရာလေးတွေရောက်ရှိလာအောင်မယ်ဆိုတာကိုအာကိုက အတွေးထားပြီးတော့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုအကောင်းဆုံးပြင်ဆင်ပြီးတော့လုပ်ပါပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့ဆက်ကြည့်မယ်နော်နိုဝင်ဘာလရဲမှာအခုပိုင်းလေးတွေအတွက်ဘလို့ plan စလေးရှိတယ် ဩကျွန်မခုနကပြောလိုက်တယ်အိမ်နဲ့ဝေးကွာနေတဲ့သူမိသားစုတွေနဲ့ဝေးကွာနေတဲ့သူပြန်ပြစ်မယ်အမြန်ဆုံးเนาะအမြန်ဆုံးနည်းနဲ့ပြန်ပြစ်မယ်တချို့ကြတော့အာ ဘယ်လိုပြောမလဲကိုရဲ့တစ်ဖက်လူပေါ့နော်အိမ်တော်တွေဆိုလို့ရှိရင်ကိုရဲ့တစ်ဖက်လူကကြံခဲ့တယ်ဆိုကွာအရန်တတိယနဲ့နော်ကိုကလည်းတတိယရတယ်သူကလည်းတတိယရတယ်အာပြီးလို့ရှိရင်ကိုတယောက်တည်းတည်းအချိန်တတော်ကြာတယောက်တည်းစူးစမ်းရုံကနေရတာကြာပြီဆိုလို့ရှိရင်ကိုရဲ့တစ်ဖက်လူအမြန်ဆုံးတွေ့ချင်တယ်အလှင်အမြန်ပဲပေါ့နော်အဲ့ဒါမျိုးလေးတွေ့လိုက်ပါနော်အဲ့ဒီစိတ်မျိုးဖြစ်လာတယ်ဆိုလို့ရှိရင်အမြန်ဆုံးတွေ့လိုက်ပါအာတင်းရဲ့တစ်ဖက်လူကလည်းတင်းကိုမျှော်နေပါတယ်ပေါ့နော် နောက်တစ်ခုကတော့ကျွန်မကကပြောသလိုပေါ့စိုးရိမ်ပူပန်ခြင်းတွေတင့်အရှိအရင်လားတွေမှာရှိခဲ့မယ် နော်ကြောက်ကြရတယ်ပူပင်တဲ့သူဘလူတွေဘာပြောမလဲငါဘာလောက်တာဘလူဘလူလူမျိုးတွေကကွန်မန့်ပေးမလဲအဲ့ဒါတွေကမဆိုင်နဲ့တင်မာဒီ the magician energy နဲ့ဒီ nomen ဘာလာတယ်မှာအကိုကဘလူလူမျိုးပါကိုရဲ့ဖြစ်တည်မှုကဘာလဲအဲ့ဒါကိုကိုနားလဲလာမယ်ပို့ပြီးတော့ကိုကိုကိုလက်ခံနိုင်လာတယ်ငါသူတစ်ပါးထက်ဘလူအာနေချက်ဘောနော်ဘလူအာတာချက်အဲ့ဒါတွေအားလုံးကို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 လက်ခံနိုင်လာတယ်အာတင်ရဲ့အတွေးခေါ်တွေပေါ့နော်တင်ရဲ့ mindset တွေပြောင်းသွားတာပေါ့နော်အဲ့ဒါမျိုးလေးတော့ကျွန်မတွေ့တယ် အဲ့တော့တင်အရင်ကပူပန်တက်တဲ့သူဆိုလို့ရှင်အဲ့ဒီ energy ကကုန်သွားပြီးတော့ဒီနိုဝင်ဘာလထဲမှာကန်ကောင်းခြင်းအနေနဲ့တင်က magician energy နဲ့အာဖြတ်တန်းပြစ်နေမှာပေါ့နော်ဒီလတလလုံးကိုပို့ပြီးတော့အာ so high ဖြစ်နေတာပေါ့နော် confidence ကအဲ့ဒါမျိုးโอ้ oh, be your fortune queen of swords ဒီမှာတွေ့လာကျမပြောတယ်အာအမြဲတမ်းအာဘောနောအခက်ခဲတွေဆိုတာအမြဲတမ်းလာမှာမဟုတ်ကောင်းတလဲဆုတ်တလဲပဲအဲ့ဒီခါကျတော့အာလောကရဲ့အရာဒီလိုကောင်းလိုက်ဆိုးလိုက်ဘောနောဘဝရဲ့ကံကြမ္မာဆက်ဝိုင်းရလဲနေတယ်လို့ပဲအာတင်းရဲ့ဒီ လူမှုရေးစီးပွားရေးအခြေအနေနှလုံးသားရေးဘယ်လိုအရေးမှမဆိုအစဉ်ပြေလားမပြေလားရတော့ဖြစ်မှာပဲဒါပေမဲ့အဲ့ဒီအပေါ်မှာသင်ကပူဆွေးဝန်းနေနေလို့မရအောင်ဒါရီယာပုံတိုင်းနေပဲငါအတွက်မပြီးတော့ဘူးလားဆိုတော့သင်အဲ့ရာကိုသင်စိုးရင်ပူပန်မှုနဲ့သင်နေလို့မဖြစ်ဘူးအကောင်းဆုံးကြော်ဖြတ်ပါခွင်းတော့ဆော့အနေချင်းနဲ့နော်အကောင်းဆုံးကြော်ဖြတ်ပါဘာလလာငါရင်ဆိုင်နိုင်တယ်နောက်ဆုံးပေါ့နော်ကို့အနာမှာကို့ကိုအာပေးမယ်ကို့ကိုနှစ်သိပ်ပေးမယ်သူမရှိဘူးဆိုတော့မှာအာ ကိုကိုအတွက်ကိုသာအရှင်သခင်မှာပေါ့နော်အဲပြီးတော့စိတ်ဓာရှင်စောဖရာဟောကိုရဲ့စိတ်ဓာကိုရဲ့အရှင်သခင်နော်ကိုရဲ့စိတ်ကတွန်းလှန်နိုင်တယ်ငါဒီအရာတွေကိုတွန်းလှန်နိုင်တယ်လို့တွေးလိုက်ရင်တွန်းကိုတွန်းလှန်နိုင်တယ်နော်ငါကတော့မဖြစ်ပါဘူးဆိုပြီးတွေးလိုက်ရင်တော့မဖြစ်ပါဘူးဆိုတာကြီးပဲရလက်ထွက်လာမှာပေါ့နော်အဲ့တော့ဖြစ်ပါတယ်ငါတွန်းလှန်နိုင်တယ်ငါအတွက်အာထိုက်တဲ့အနေထားရှိရဲငါအတွက်ကောင်းမွန်တဲ့အရာတွေလာမှာပဲဆိုပြီးတော့အဲ့လိုမျိုးအာတွေးနေတဲ့သွားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားနိုင်တယ်ခွင်းတော်ဆော့အနေကြီးနဲ့အဲ့တော့ ဒီ group one လေးအတွက် blessing နဲ့မှာမိသားစုနဲ့ပြန်ပြီးဆုံတွေ့ရတာအကိုကိုကိုပို့ရော confidence ရှိလာမှာဘာလို့ဘာဖြစ်ပြောဂယုမဆိုင်ပင်နဲ့ဘဝကိုဒီ November လာပေါ့နော်အဓိကတော့ November လာအတွက်ရှိတာဖြစ်တဲ့အတွက်ဘဝတစ်ခုလေးတော့ခြုံပြီးတော့မပြောတော့ဘူးဒီ November လာရဲမှာ blue ဘာဖြစ်ပြောကိုကိုပြပြရွှေရွှေလေးနဲ့ပဲကိုဘဝကိုဖျက်တမ်းနေမယ်တွားပြစ်နေမယ်ဘလို့အခက်ခဲတွေပဲလလားရအောင်အကြော်လွားနိုင်တဲ့တတိရရှိနေမယ်ပြီးလို့ရှင်တက်နာမှာပေါ့နော်တငယ်ချင်းတွေ ော်နော်တင်းရဲ့တငယ်ချင်းနဲ့တင်းပြန်ဆုံပြစ်မယ်အဲ့ဒါလေးလည်းတွေ့တယ်။အဲဒီတငယ်ချင်းတွေတချို့ကျတော့ဆရာသမားတွေကိုယ့်ရဲ့စီနီယာအကိုအမတွေနဲ့ဆုံပြစ်မယ်။အာသူတို့နဲ့စကားတွေပြောပြပြီးတော့ပို့ပြီးတော့ကိုယ့်အတွက်ကောင်းတဲ့ experience အတွေ့အကြုံလေးတွေသူတို့ဆရာ sharing လုပ်တာကိုလည်းကိုခံရဖို့ရှိတယ်ပေါ့နော်။အဓိကကတော့ဒီအိမ်တော်တွေလေးတွေဆိုလို့ရှိရင်တော့တင်းရဲ့တဖက်တူကတင်းကိုညှော်နေတာဖြစ်တဲ့အတွက်တင်းကလည်းအမြန်ဆုံးတွေ့တွေ့မယ်ဆိုလို့ရှိရင်တော့ပျော်ရွှင်စရာ moment လေးတွေကိုရရှိမယ်ပေါ့နော်။အဲ့လိုမျိုးလေး အဲ့တော့ဒါကတော့ group 1လေးတွေအတွက်ဒီ November လထဲမှာ group 1လေးတွေရရှိမဲ့ blessing နဲ့ပတ်သက်ပြီးတော့ကျွန်မက genuine ကြည့်ထားပေးတာဖြစ်ပါတယ်။အဲ့တော့ကျွန်မအခုပြောထားတဲ့အချက်လေးတွေကို group 1လေးတွေကြားပပြီးဖြစ်တဲ့အတွက်ဒီ November လထဲမှာတင်ရရှိမဲ့ကံကောင်းခြင်းလေးတွေကိုသင်တို့တွေကြုံတွေ့ရမယ်ပေါ့နော်။အဲ့ဒါမျိုးလေး။အာဒါ terror readings ဆိုတာနမိတ်ဖောက် reading ဖြစ်တဲ့အတွက်ဒီထဲမှာကောင်းတဲ့ energy လေးတွေကိုယူပြီးတော့ကိုယ့်အတွက်ပေါ့နော်စိတ်နှောင့်ရှစ်ဖြစ်စေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာလေးတွေကိုကြော်သွားလိုက်ရအောင်နော်။ အာဒါဆိုလို့ရှိရင်ကျွန်မ group 2လေးစီကိုသွားမယ်စလိုက်တော့မယ်နော် group 2လေးအတွက် group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေနိုဝင်ဘာလထဲမှာရရှိမယ် blessing လေးတွေကဘာလေးတွေဖြစ်မလဲအဲ့တော့ဒီ group 2လေးတွေကတော့อืมခရီးတွေထွက်ပြစ်မယ်အဲ့ဒါကိုတော့တွေ့တယ်အာနောက်ပြီးတော့ကိုတယောက်တည်းမဟုတ်အုပ်စုနဲ့ပေါ့နော်အဖွဲ့နဲ့ခရီးတွေထွက်တာအာလုပ်ငန်းတွေရွှေ့ပြောင်းတာနော်အာပြီးလို့ရှိရင်နည်းနည်းပေါ့နော်ဒီထဲမှာဘာမျိုးလေးတွေ့လဲဆိုတော့ မတူတဲ့ပုံစံမျိုးလေးနေနေပေါ့နော်ကိုနှကိုလုံနေကြအအလုတ်ကနေတခြားအလုတ်ကိုပြန်ရွှေ့ရတာအဲ့ညမှာလဲကိုတရားလည်းမဟုတ်ဘဲနဲ့အဖော်ပေါ့နော်အဖော်ကပါလိုက်သေးတယ်နော် group 2လေးတွေကပြန်ရွှေ့လေးတွေရှိတယ်ဒီအပြောင်းရွှေ့ရလဲကိုတွေအတွက်ပို့ပြီးတော့အဆင်ပြေဖို့ပို့ပြီးတော့အာနေရတာပေါ့နော်ချုံမွေဖို့နော်အဲ့လိုမျိုးနေရအခက်အခဲတွေပို့ပြီးတော့ဟို กินเว้ยตั้วใส่เหมือนเนี่ยမျိုးตินูนี่ปางออกเลยมั้ยปอนเนาะอะไรမျိုးนี่ตะชั่วจาเรามิตาซูรีไอ้หิงปางชุ่ยดาမျိုးปอนเนาะเออกรุ๊ป2โกลาย้วยได้ตูรีเดมาตลอดเมียๆก็รอคีตั้วดาโหปางชุ่ยดาโหโรงงานนี่ชุ่ยปางดาโหเนาะอะไรမျိုးนี่တွေ့တယ်တယောက်တည်းမဟုတ်ဘူးเนาะအတင်းအဖွဲမိသားစုဆွေမျိုးမောင်နှမအားအားမျိုးပေါ့เนาะတအူးထမကပို့တဲ့သူတွေနဲ့အတူတူသွားပြင်မှာလှောက်ရှားပြင်မှာပေါ့เนาะအားအားမျိုးတွေ့တယ် အဲ့ဆက်ကြည့်မယ် group 2လေးတွေအတွက်ဒီနိုဝင်ဘာလတွေမှာအဲ့ group 2လေးတွေရဲ့ကံကောင်းခြင်း group 2လေးတွေရဲ့ကံကောင်းခြင်းမှာအရင်ဆုံးဘာကိုတွေ့ရလဲဆိုတော့음 chain ပေါ့เนาะတင်းတင်းကိုတင်း chain လုပ်ပြမဲ့အရာတွေရှိတယ်เนาะ သင်ပြောင်းလဲပြစ်မယ်တချို့ကြတော့ရှိရလေကိုယ့်ရဲ့ဒီ physically နဲ့ပတ်သက်ပြီးတော့အလှပရေးရမယ်ဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေမှာအာစပင်တွေနော်အရှိရနဲ့အတူပုံစံပြန်ပြောင်းလာတော့တချို့ကြတော့လေဒါကတော့ physically ဘိုင်းပေါ့နော် mental ဘိုင်းမှာအာကိုယ့်ရဲ့ဒီတွေ့ဝင်တက်တဲ့အားငယ်တက်တဲ့စိတ်တွေကိုဒီ၁၇လပိုင်းကနေစပြီးတော့နော်၁၇လပိုင်းပြီးနေ၁၇လပိုင်းလာမယ်အဲ့ဒါပြီးလို့ရှင်၂၀၂၆ကိုရတော့မယ်ဆိုတော့ရောက်တော့မယ်ပေါ့နော်ရောက်တော့မယ်ဆိုတော့ ဒီပေါ့နော်ကိုရဲ့ဒီမအောင်မြင်ခဲ့တဲ့အတွေ့ခေါ်တွေအာကိုမလုတ်ဖြစ်ခဲ့တဲ့အရာတွေနော်နောက်ကြကြံခဲ့တဲ့ကိုရဲ့ဒီအတွေ့ခေါ်တွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့သင်ကိုယ်တိုင်ကပြောင်းလဲချင်တယ်ဒါကြောင့်မို့ရေရေဝွင့်ဝွင့်ကြီးပြောင်းလဲမယ်အရင်တော့ကတကယ်ရေရိုးအေးအေးလေးဆိုလို့ရှိရင်ဒီလာမယ့်2026မှာတော့ငါကဘယ်လိုပုံစံပြောင်းမှာနော်ဒီနှစ်ကုန်ပိုင်းနေရာနေစပြီးတော့ငါဘယ်လိုကြိုးစားမှာတချို့တွေကြတော့ ခအသားပြပြဝဝလေးလေးဆိုလို့ရှိရင်ဘလို့ body weight ကိုထိမ်းပြီးတော့ဘလို့လှအောင်နေမယ်เนาะအာဘလို့ကိုယ့်ရဲ့ပုံစံကိုပြန်ပြောင်းမယ်ပြန်ရှိုင်းမယ်အဲ့ဟာမျိုးပုံစံလေးတွေတင်းတို့လေးတွေလုပ်ပြမယ်အဲ့မှာ blessing အနေနဲ့လုံဖို့အတွက်အခွင့်အလမ်းကိုတင်းကိုယ်တိုင်ရှာဖွေတွေးရှိသွားမှာသူတို့ဘာလက်ပြရမှာမဟုတ်ဘူးတင်းကိုယ်တိုင်တွေးသွားမှာဘလို့မျိုးလုံးလို့ရှိရင်ငါပုံလှလာမယ်ဘလို့မျိုးလုံးရင်ငါပုံပြီးတော့ကျမ်းမာလာမယ်ဘလို့မျိုးဘလို့မျိုးလုံလိုက်လို့ရှိရင်ငါရဲ့ mental ဘိုင်းမှာပို့ပြီးတော့ strong ဖြစ်လာပြီးတော့ငါဘလို့တတ်မာလာမလဲဆိုတဲ့အရာကိုတင်းကိုယ်တိုင်ရှာဖွေတွေးရှိသွားမယ်ဘလက်စင်အနေနဲ့ဒါမျိုးတွေကလည်း blessing လို့ခေါ်လို့ရတယ်เนาะပစ္စည်းဥစ္စာတွေရရှိမှသာ blessing မဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပြောင်းလဲနိုင်တယ်ပြုပြင်နိုင်တယ်အပူပြီးတော့ကောင်းမွန်အောင်ကိုယ့်ကိုယ်ပူပြီးတော့ grow ဖြစ်အောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်လည်းဒါ blessing တစ်ခုပဲပေါ့เนาะဒီမှာလဲ feeling ကကိုပြထားတယ်အဲ့တော့ဒီ group မှာလာကြည့်တဲ့သူလေးတွေတော်တော်များများလေးတိလား နာကိုပြပြလေးတွေပါလိမ့်မယ်အမျိုးသားလေးဖြစ်စီမျိုးသမီးလေးဖြစ်စီเนาะအဲ့တော့တင်းတို့ရဲ့ body weight နဲ့ပတ်သက်ပြီးတော့အာ short ပေါ့เนาะ short ရဲ့ဘက်လေးကိုတင်းတို့လေးတွေလုပ်ပြမယ်เนาะ physical exercise တွေလုပ်ပြမယ်တချို့ကျတော့လည်း mental exercise ပေါ့เนาะ mental exercise ဆိုတာတော့ကျွန်မကနာပြောသလိုပေါ့ကိုကိုကိုပို့ rest round ဖြစ်အောင်အဲ meditate လုပ်တာတို့เนาะအာဒီတရားဒီရွတ်တာတို့တရားခွေတွေနားထောင်တာတို့အဓိကကိုယ့်ရဲ့စိတ်နဲ့ပတ်သက်ပြီးတော့ကိုဘလို့အောင်မြင်အောင်တိုးတက်အောင်เนาะသူတစ်ပါးရဲ့အကူအညီတွေမဟုတ်ဘဲနဲ့ငါကိုယ်တိုင်ငါ အောင်မြင်မှုအတွက်ပြောင်းလဲရမယ်တိုးတက်ဖို့အတွက်ပြောင်းလဲရမယ်ဆိုတော့သင်ကိုယ်တိုင်လုပ်ပြမှာအဲ့လိုလုပ်ပြတဲ့အခါမှာလေအာပေါ့ပေါ့မပါနေတော့မရအောင်နော်သူတစ်ပါးထက်ကိုပို့ပြီးတော့အပင်ပန်းခံပြီးတော့အနစ်နာခံပြီးတော့သင်ရဲ့အာဒီစက်ရောကိုရောဒီ finish ငှက်လိုမျိုးပေါ့နော်အနာခံပြီးတော့မှကိုရဲ့ဘဝအတိတ်တစ်ခုကိုပြန်ပြီးတော့ပုံစံတစ်ခုနဲ့ထွက်လာအောင်ဒီကိုရန်ကြိုးစားပြင်လိမ့်မယ်အဲ့ဒါမျိုးတွေ့တယ်ဒီမှာလဲဘာကိုတွေ့တယ်ဆိုတော့လေပေါ့နော်အဲ့ဒါလဲဘာလဲဆိုတော့တင့်မှာအဖြေရှိတယ် เนาะအဲ့တော့ကျမခုနကပြောလိုက်တယ်ဘသူကမှလာပြတာမဟုတ်တင်ကိုရန်ရှာဖွေတွေ့ရှိတော့မှာเนาะအာစာပေတွေဖိနေပဲဖြစ်စေတရားတွေနိုင်နေပဲဖြစ်စေလိုင်းမှာကြည့်နေပဲဖြစ်စေကုမဝါကိုပြောင်းလဲဖို့အတွက်တွေးခေါ်ရင်း နော်အာကိုရဲ့ဒီအာ body structure နဲ့ပတ်သက်ပြီးတော့ဘယ်လိုလှချင်တာဘယ်လိုမျိုးကြည့်ကောင်းဘယ်လိုလုပ်မယ်အဲ့အရာတွေကအစားပေါ့နော်ကျွန်မခုနလည်းပြောလိုက်တယ် physically mentally နှစ်ခုလုံးတည်းပတ်သက်ပြီးတော့အဖြေကိုတင်ကိုယ်တိုင်ရှာဖွေတွေးရှိသွားမယ်တင်ကိုယ်ထဲမှာနော်အဲ့လိုမျိုးအဲ့တော့အဖြေကလည်းတင်ကိုယ်ထဲမှာပဲရှိတယ်အဲ့တော့တင်ကိုယ်တိုင်ကြိုးစားမယ်ဆိုလို့ရှိရင်တင်လို့ခြင်းတဲ့အနေထားအာတင်လို့ခြင်းတဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုခန္ဓာကိုယ်ပိုင်းဆိုင်ရာလှပမှုတွေအသိရရှိမှဖြစ်တယ်ပေါ့နော် plan စနေနဲ့အဲ့တော့စက်ကြည့်မယ်နော် group 2လေးတွေ အာဒီလိုမျိုးပြုပြင်ပြောင်းလဲတဲ့နေရာမှာတချို့ကြတော့လေကိုကိုတိုင်းကရှာဖွေတွေ့ရှိတာဒါဖြစ်တယ်လို့တချို့ကြတော့ကိုရဲ့အားကိုရတဲ့ဆရာသမားကိုလေးစားရတဲ့ idol ပေါ့နော်အဲ့ဒါမျိုးပုံစံဒါပေမဲ့အဲ့ဒီကြိုးစားတဲ့နေရာမှာတကယ်တွတ်တွတ်တိတ်လောက်မှသိလားဘယ်သူမှမသိအောင်နော်ဒါကြောင့်မို့လဲအဖေမပါဘူးလို့ကျမပြောတာတွတ်တွတ်တိတ်လေးအဖေပါတာပါလဲဆိုတော့ဒီအရွှေ့ပြောင်းလေးနော်အဲ့တော့ဒီနေ့ video ကိုလာကြည့်တဲ့နေရာမှာ single လေးတွေတယောက်တည်းနေတဲ့သူလေးတွေတကူတည်းဖြစ်နေတဲ့ ဒူလေးနေဆိုလို့ရှိရင်ဒီ energy ကပို့ပြီးတော့တင်ထွက်ခိုင်းနေမယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့ဆက်ကြည့်မယ်နော်အိုး temperate the umbra အဲ့တော့တကယ်ပါပဲတင်ကားတင့်ကိုတင်ပေါ့နော်ဒီမှာ feeling ကတကောင်လို့လေအာအနာခံပြီးတော့အပူလောင်ခံပြီးတော့အာကိုယ့်ရဲ့ဒီ အတိတ်ကပေါ့နော်မလှပခဲ့တဲ့အရာတွေကိုချက်ချထားခဲ့ပြီးတော့ပုံပုံလှပအောင်နော်ပုံပုံပြည့်စုံအောင်တင်ကြိုးစားပြစ်လိုက်မယ်အဲဒီကြိုးစားတဲ့အတိအဖွင့်တွေကိုလည်းတင်ရရှိလိုက်မယ်ပေါ့နော် ပြီးတော့တင်းရဲ့ energy တွေမှလည်းဒီမှာ abandon နေကျွန်မတွေ့ရပေါ့နော်အဲ့တော့ဒီလိုလှုပ်လိုက်တဲ့အတွက်ဒီလိုပြောင်းလဲလိုက်နိုင်မယ်ဆိုလို့ရှိရင် blessing နေနဲ့အဲသူတစ်ပါးတွေကတင်းကိုပို့ပြီးတော့သဘောကျတာချစ်တာအာပြီးလို့ရှိရင်အာဘယ်လိုပြောမလဲတင်းကိုပေါ့နော်အားကျတာပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေကိုတင်း အကျုံတွေ့ရမှုရှိတယ်။နောက်ပြီးတော့တင်းရဘွားကိုပို့ပြီးတော့ဟန်ချက်ညီအောင်တဲ့သွားနိုင်လာလိမ့်မယ်ပေါ့နော် blessing နေနဲ့။အာဒီလိုအရာတွေကို change လုပ်လိုက်တဲ့အခါမှာအာတင်ပို့ပြီးတော့အနေရတာကောင်းလာတာကိုကိုကိုပို့ပြီးတော့ဂုံယူလာတာကိုကိုကိုပို့ပြီးတော့လေးစားလာတာအာကိုဘဝရှင်တာတာပို့ပြီးတော့အတိတ်ပဲရှိလာတာအဲ့လိုမျိုးပုံစံလေးတွေပေါ့နော်တင်းကျုံတွေ့ရမှုရှိတယ်။အဲ့ဆက်ကြည့်မယ်နော်။ အသင်မှာအဖြစ်ရှိတယ်ဒီအဖြစ်ကိုသင်ကရရှိလာတာဖြစ်တဲ့အတွက်သင်ကိုယ်တိုင်ကြိုးစားရမယ်သူတစ်ပါးထပ်အများကြီးပြင်ပခံမှာသင်ကြိုးစားရမယ်ထန်းတော့ဝမ် energy နဲ့เนาะအာပြီးတော့စိတ်ကိုအေးအေးလေးထားပြီးတော့လုံအောင်ဟာတွေလုပ်ပါပေါ့เนาะ group 2လေးတွေဒီ no member လာတယ်မှာစပြီးတော့ account တွေပုံမယ်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေတယ်เนาะအာသင် changes လုံအောင်အရာတွေနဲ့ပတ်သက်ပြီးတော့ အာတက်လို့ပါပြီးလို့ရှင်စိတ်ကိုအေးအေးထားပါရတယ်ကိုတရတက်လို့လို့ရတယ်တူတူတတိတ်တွေအခုပြပြပြောင်းလဲမဲ့အရာတွေနဲ့ပတ်သက်ပြီးတူတူတတိတ်တွေစူးစမ်းနေလို့ရတယ်အာသူတို့ဘာရဲ့အကူအညီတွေပေးမဲ့ဆိုလို့ရှင်အဲ့ဒါကိုယူလို့လည်းဖြစ်တယ် เนาะဒါပေမဲ့တခုရှိတာသူတပားကပဲအကူကြီးပေးပေးကိုတယောက်လည်းပဲကျူးကျူးဆဲဆဲဘယ်လိုပဲလုပ်လို့သူတပားထက်တော့ပိုပြီးတော့ပင်ပန်းမယ်ပင်ပန်းခံရမဲ့နီလန်းနေတချို့ဆိုရှိရလေအဝိတ်ကတက်နေတာကြာပြီဒီဝိတ်ကိုချဖို့အတွက်ကိုအစားရှုံနေနေမရအောင် exercise လေးလုပ်ရတယ်နော်အဲ့ဒါမျိုးလေတချို့ဆိုလို့ရှိရင်ဒီ physical exercise ပြင်မရအောင် mental exercise ပါ tap ဆောင်လုပ်ရတာမျိုးရှိတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကိုကတော့ weight ချနေတာပဲဒါပေမဲ့ဝုန်းဆိုချရဲဝုန်းဆိုမလှပါဘူးအဲ့ခါမှာစိတ်ဖြစ်စီတယ်အာငါဒီလောက် exercise တွေလုပ်တာတော့မှဒီလောက်အပင်ပန်းခံတာမှအာမလှ နိုင်သေးဘူးပေါ့နော်အဲ့မျိုးမတွေးပါနဲ့နော်ဘေးအရာမှမမြင်စစ်စမ်းမရဘူးအတက်နဲ့တက်နဲ့လည်းခနာကိုတိစပုံချင်းနေမတူတဲ့အခါမှာ ူတစ်ပါးကအာ3လလောက်နဲ့ဝေးကြတယ်ဆိုကိုက6လတစ်နှစ်နဲ့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အချိန်ကာလတွေကိုမကြည့်နဲ့အဓိကကိုဘလောက်လုံးနိုင်လဲကိုပင်ပန်းခံလိုက်တဲ့ပုံမှာဘလို့ရလက်ကောင်းလေးရလာပြီးတော့ကိုပူရဘလို့လှလာလဲဘလို့တော်လာလဲကိုရဲ့အာဒီမန်တဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ strong ဖြစ်လာလဲအဲ့ဒါမျိုးလေးတွေမှာပဲအခုကိုကိုယူပေါ့နော်အမှတ်ယူပေါ့နော်အဲ့ဒါမျိုးလေးတွေအဲ့တော့အဖြေရတင့်လက်တယ်မှာရှိတဲ့တင်ကိုယ်တိုင်ကြိုးစားရမှာဖြစ်တဲ့ group 2လေးတွေနော်အာပြီးတော့ blessing နေနဲ့အပြောင်းရွှေ့လေးတွေလည်းရှိတယ် အဓိကတချို့လေးတွေအာဒီခနာကိုပိုင်းစိတ်ပိုင်းဆိုင်ရာကိုတယောက်တည်းပြောင်းလာလဲဖြစ်နိုင်တယ်လို့အဖြေကနှစ်ခုထွက်တယ်တချို့ကြတော့နှစ်ယောက်အတူတူပြောင်းလာအဲ့ဒါကတင်းရတစ်ဖက်လူနဲ့လည်းဖြစ်နိုင်တယ်တင်းရတစ်ဖက်လူလည်းဝေးချတယ်အာပြုတ်ပြင်းပြောင်းလဲမှုတွေလုပ်တယ်တင်းလည်းလုပ်တယ်အဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်တချို့ကြတော့တငယ်ချင်းနဲ့အတူတူနော်ဒီထဲမှာမှတချို့ single လေးတွေတငယ်ချင်းနဲ့အတူတူအကိုတို့ပုံမကောင်းမှုနဲ့နေရာတွေကိုအလုပ်ပြောင်းသွားတာအပုံမကောင်းမှုနဲ့ဆရာသမားတွေမှာအကြံဉာဏ်သက်ယူတာအာ ပုံမကောင်းမွန်တဲ့ရလက်ကောင်းတွေရလာဖို့အတွက်အာဂျင်ထရိနာတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အသဆော့တာနော်နှစ်ယောက်အတူတူသွားဆော့တာဟာအနေနဲ့ကလည်းလာတူတူသွားမယ်အဝိတ်သွားချမယ်သွားသွားဆော့မယ်အဲ့ဒါမျိုးပုံစံလေးတွေကိုတင်းတို့လေးတွေလုပ်ဖြစ်နေမယ်ပေါ့နော်အဲ့ဒါမျိုးတွေ့တယ်အဲ့ဒါ blessing နေနဲ့တော့အာတင့်ကိုတင်ပို့ပြီးလှလာအောင်လုပ်ဖြစ်လိုက်မယ်ဒီနိုဝင်ဘာလတွေကနေစမယ်နော်2026ထိတောင်မှဒီ energy ကပါရင်ပါသွားနိုင်တယ်ပေါ့နော် group 2လေးတွေစမအဲ့ဒါမျိုးလေးတွေ့တယ် အဲ့တော့ဒါလေးကတော့ပြီးပြီဒါ group 2နေတဲ့အတွက်အဒီ November လထဲမှာတင်လို့နေရရရှိမဲ့ blazer နဲ့ပတ်သက်ပြီးတော့ကျွန်မက channel ချထားပေးတာဖြစ်ပါတယ်ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ် group 3လေးတွေမင်္ဂလာပါရှင် group 3လေးတွေနိုဝင်ဘာလထဲမှာရရှိမယ် blessing လေးကဘာလေးတွေဖြစ်မလဲအဲ့ဒီတော့ group 3လေးတွေနိုဝင်ဘာလထဲမှာရရှိမယ် blessing ကတင်ကြိုးစားထားတဲ့ရလက်လေးတွေကိုတင်တွေ့ရမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်တင်ဘလို့ကြိုးစားထားလဲဘလောက်ကြိုးစားထားလဲ နော်အဲ့အရာနဲ့ပတ်သက်ပြီးတော့သင်ကြုံတွေ့ရဖို့ရှိတယ်음ပြီးတော့အာဒီ group 2လေးတွေမှာဒီရလက်တွေကိုမျှော်လင့်နေတဲ့သူလေးတွေလည်းအများများရတယ်ပေါ့နော်အာတချို့ကြတော့ရှိတယ်လေအာကိုယ့်ရဲ့ကံကောင်းခြင်းတွေရရှိဖို့အတွက်အထိတ်ထန်နေဝင်ထားတာနော်အာဖျားစာတွေကိုဘလို့ရွတ်ထားတာတိတယ်ဟုတ်အာပရီးဘယ်နှပတ်စိတ်ထားတာအဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်ဒီနိုဝင်ဘာလတွေမှာအရှိအရှိကတင်လုံထားတဲ့ကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့နော် အတည်ရထားတဲ့အရာနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းလေးတွေကိုတွေ့ရဖို့ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဒါပေမဲ့သင်ကထောင်မှုမျှော်လင့်ထားပေမဲ့လည်းအတရား200ဘူးလောက်ပဲရတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်နည်းသည့်ဖြစ်စေများသည့်ဖြစ်စေကိုလိုချင်တဲ့အနေအထားကိုရဖို့အတွက်အနည်းဆက်ဆုံးပေါ့နော်အာဖြစ်လာဖို့ရှိတယ် blessing နေနဲ့နော်အဲ့ဒါမျိုးတွေ့တယ်အဲ့ဆက်ကြည့်မယ် group 3လေးတွေနိုဝင်ဘာလထဲမှာရရှိမဲ့ plan စရာကျွန်မကပြောသလိုပဲတည်လား အာကိုကိုတိုင်းကကိုကြောင်းလဲရှင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ရှင်တဲ့အရာနဲ့ပတ်သက်ပြီးတော့เนาะအာတငယ်ချင်းနဲ့တူတူဆွေးနွေးထားပြီးတော့ကြိုးစားထားတဲ့အရာတွေရှိတယ်။တချို့ကျတော့တငယ်ချင်းနဲ့အတိုင်းမျိုးဆွေးနွေးတာတချို့ကျတော့တယောက်တည်းကြိုးစားထားတာအာအလုံးမှာဘလို့အားဆိုင်ထုတ်ထားတာเนาะဘလို့ effort ထည့်ထားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါအကျိုးမြတ်တွေရတော့မယ်တငယ်ချင်းဘာကြောင့်အဲ့ဒါမျိုးပြောရတယ်ဆိုလို့ရှိရင်ရလာဖို့ရှိတယ်။တချို့ကျတော့ကိုရဲ့အာဒီမိတ်ဆွေတငယ်ချင်းနဲ့တူတူ share ဝင်ထားတဲ့ကိစ္စတွေမှာအကျိုးမြတ်တွေရရှိလာမှာ blessing နေနဲ့အာတချို့ကျတော့အာ ဒီမတိုင်ခင်ပေါ့နော်အကိုကချွတ်တင်ပြီးတော့အဝိတ်ချထားတာရောနော်လှအောင်ကိုကိုကိုအချင်းမှာသွားဆော်တာရောဆိုလို့ရှင်ဒီရလက်တွေကိုဒီ၁၇လပိုင်းထဲမှာတွေ့ရမှာပေါ့နော် အာတချို့ကျတော့ကျွန်မကပြောသလိုအာဖျားတရားလောက်ထားတဲ့အောင်မြင်မှုအတွက်ရည်ရွယ်ပြီးတော့လောက်ထားတဲ့အခွင့်အလမ်းတွေရရှိဖို့အတွက်လောက်ထားတဲ့ရည်ရွယ်ထားတဲ့သူလေးတွေဆိုလို့ရှိရင်ရလာလိမ့်မယ်တည်တာဒီကကြောင့်ကိုဖြစ်ချင်တဲ့အရာလေးတွေနော် expectation အာကိုဖြစ်ချင်တဲ့အရာတွေအတွက်ကိုဆွတ်တောင်းလေးတွေပြည်လာဖို့ရှိတယ်ကိုမျှော်လင့်နေတဲ့အရာလေးတွေအချစ်ရေးဆိုလည်းဒီလိုပဲကိုမျှော်လင့်နေတဲ့ဒုနာကိုကိုသွားနိုင်တာလို့သူစီကနေကိုအခွင့်အရေးလေးတွေပေါ့နော်အနေချင်းပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေးတာမျိုး เนาะအဲ့ဟာမျိုးလေးတော့သင်ကြုံတွေ့ရမှုရှိတယ်။အာဒီ reading ကလေအရှိရအတွက်တည်တံ့ကြည့်တာမဟုတ်တာဖြစ်တဲ့အတွက်ကတ်မှာကြားတယ်တချို့ energy လေးတွေကိုကျွန်မကကြည့်ပြီးတော့ခြုံငုံပြီးတော့ပြောပြလိုက်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ group 3လေးတွေရဲ့ deep lesson တွေမှာအာတငယ်ချင်းတွေနဲ့တူတူ share ဝင်ထားတဲ့လုပ်တွေမှာအောင်မြင်မှုတွေရမှာအကျိုးမြတ်တွေရမှာကိုကိုကို changes လုပ်ထားတဲ့အရာတွေမှာဘလို့ကိုလှလာတာဘလို့ပို့ပြီးတော့အာပြေဆုံးလာတာပေါ့နော်အဲ့ဒါမျိုးလေးတွေသင် တတိချာချာလေးတည်လာရမယ်ပြီးတင်မျောလင့်တောင်းထားတာတဲ့ရည်ရွယ်ထားတဲ့အရာလေးတချို့ဆူတောင်းလေးပြည်လာဖို့ရှိတယ်ဆူတောင်းအလုံးကိုမဆူလို့နော်ကိုဘလောက်ထိကုသိုလ်ကောင်းမှုတွေလုပ်ထားလဲကိုဘလောက်ထိအာဘာသာရေးတွေလိုက်စားထားလဲပေါ့နော်အဲ့ဟာလေးတွေပုံမှန်လဲမူတည်ပြီးတော့ကွဲသွားလိုက်မယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ကြည့်ပြီးမယ်လုံးဝမလာတယ်မှာ group training တွေရရှိမယ် plan စင်ကဖားလေးတွေရှိမယ် နိုဝင်ဘာလထဲမှာ group 3တွေရရှိမဲ့ blessing ကအာပို့ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ကျွမ်းစားအထောက်မှုတွေကို design မမတ်လုပ်ဖြစ်မယ်ပြီးလို့ရှိရင်အီအီချစ်ချမ်းလေးနဲ့ပဲပေါ့နော်စိတ်ကိုထားပြီးတော့အာကိုလုံးဝမဲ့အရာတွေကိုရှစ်ဆက်ပြီးတော့လုပ်ဖြစ်နေအောင်ပဲပေါ့နော်အဲ့ဒါမျိုးလည်းတွေ့တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့တချို့လေးတွေအတိတ်မှာပေါ့နော်ကိုမှားယွင်းခဲ့တဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ ဘယ်ဟာအမှားလဲဘယ်ဟာအမှန်လဲဆိုတာတိတိကျကျလေးသိသွားလိမ့်မယ်ဆက်ဆက်ရေးမှာပဲဖြစ်စေအလောက်ခွင်နေထဲမှာပဲဖြစ်စေကိုကတော့ကိုကကိုမှန်တယ်ဆိုပြီးတော့မာနနေတယ်နေခဲ့တာပဲဒါပေမဲ့ဒီနိုဝင်ဘာလထဲမှာတော့အာဒီလိုဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကိုလုတ်ခဲ့တာအမှန်လားအမှားလားဆိုတာအတိအကျအတင်ကိုယ်တိုင်သိရလိမ့်မယ်ပေါ့နော်ဒီလိုသိလာတာကလည်းသိရရှင်းချက်လာတဲ့စိတ် เนาะအသက်ရွယ်ဘိုင်းကြောင့်လည်းဖြစ်နိုင်တယ်အရင်တော့တင်ရငယ်သေးတာဖြစ်တဲ့အတွက်เนาะမရှင်းချက်သေးလို့မသိခဲ့ဘူးဒီရဲ့ဖြစ်သွားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အမှားအမှန်ကိုတင်မသိခဲ့ဘူးဆိုလို့ရှိရင်ဒီနိုဝင်ဘာလထဲမှာတော့ blessing နေနဲ့ဒီဖြစ်ခဲ့တဲ့အရာတွေကကိုကိုယ်တိုင်ကြောက်လားသူတစ်ပါးကြောက်လားဒီရဲ့လိုအပ်ချက်တွေကဘာကြောက်လဲဆိုတော့အသင်ကိုယ်တိုင်သိလာလိမ့်မယ်เนาะအာနောက်တစ်ခုကတော့ တင်ကပေါ့နော်ပို့ပြီးတော့ကိုကိုကိုအာပြောင်းလဲမှုတွေလုံလာနိုင်တယ်နော်ပြောင်းလဲမှုတွေလုံလာနိုင်တဲ့အနောက်မှာလဲတင်ရဲ့မိသားစုရဲ့ချစ်ခင်မှုကိုတင်ပို့ပြီးရလာလိမ့်မယ်အရင်တော့ဆိုတင်ကတင်ကိုတင်လဲခရုမဆိုင်ဘူးပြစ်ထားတယ်အာအချင်းအိတ်တဲ့စားခြင်းစားတယ်တွားခြင်းတွားတယ်အလုပ်တွေလဲအာယုံမဆိုင်ဘူးဆိုလို့ရှိရင်အားအရာတွေကိုတင်ပြောင်းလဲလိုက်တယ် နော်တစ်ချိန်မှာတင်နောက်နားရပါလို့တည်သွားလို့ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာတင်ပို့ပြီးစူးစမ်းလာတယ်တင်ကိုတင်ပို့ပြီး group ဖြစ်အောင်တင်လွတ်လာနိုင်ပြီးတဲ့နောက်မှာအာတင်ရဲ့မိသားစုကလည်းတင်ရဲ့အဲ့ဒီပြောင်းလဲလာတဲ့အရာတွေပေါ်မှာသူတို့ကိုယ်တိုင်လည်းဝမ်းသာရတယ်ပျော်ရွှင်ရတယ်တင်ကိုပို့ပြီးချစ်လာတယ်တင်ပေါ်မှာပို့ပြီးယုံကြည်မှုရှိလာတယ်နော်အဲတချို့ဆိုရှိတယ်လေ အာခနာကိုကြီးတွေဝဝကြီးတွေနဲ့နော်အပြောမယ်ဆိုလို့ရှိရင်အလုပ်တွေကိုလုပ်တဲ့နေရာမှာလဲကိုကတတ်တောက်တတ်တာမဖြစ်ဘူးပေါ့နော်အဲ့ခါမှာကိုရဲ့မိသားစုတွေကလည်းဘေးကနေကိုကိုကြည့်ပြီးအားမလို့အားမရရဖြစ်တာဒါပေမဲ့အဲ့ဓာရီကိုတင်ကိုယ်တိုင်ပြောင်းလဲနိုင်လိုက်တဲ့နောက်မှာတင်ရဲ့မိသားစုကဟာသူလုံနိုင်တယ်သူတကူသူဘလို့လှအောင်ပြောင်းလဲနိုင်တယ်သူကူသူဘလို့မျိုးကောင်းမွန်အောင်အပြောင်းလဲနိုင်တယ်အသွင်ပြောင်းနိုင်တယ်နော်အဲ့ဓာမျိုးတွေလုံနိုင်တဲ့အတွက်တင်ပေါ်မှာယုံကြည်မှုပုံရဲရှိတာတင်ကလည်းတင်ရဲ့စိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ကြံ့ခိုင်မှုတွေရလာတာတည်ငြိမ်မှုတွေရရှိလာတာ Anthony, ¿no? Huh? Oh, nine of any Oh, the tower. the tower ကိုမြင်မိမဲ့မကြောက်ပါနဲ့နော်အဲ့ညမှာကျမဘာလို့ပြောချင်တာလဲဆိုတော့ကိုယ်ဆွတောင်းထားတဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာမယ်လို့ကျမပြောလိုက်တယ်အဲ့လိုဖြစ်ဖို့အတွက်ကိုလည်းမမျှော်လင့်တဲ့အပြောင်းလဲလေးတော့တင်ကြုံတွေ့ရမှုရှိတယ်တခါတည်းကြာရင်အစိုးကြုံရတာနဲ့ကျမတို့ကဒါကိုအငါအစိုးကြုံရတယ်ဆိုပြီးတော့ကြိကွဲနေလို့တော့မဖြစ်ဘူးအရာရာကောင်းဖို့ဖြစ်လာတာဥပမာတင်ကုလက်ရှိလုပ်နေတဲ့အလုပ်မှာအမှတ်မထင်မဲနဲ့တင်အလုပ်ထုတ်ခိုင်းရလိုက်တယ်တင်အရင်ကြိကွဲတယ်ဘာကြောင့်လဲဒီနေရာမှာကိုကအဆင်ပြေနေပြီဒါမှမဟုတ်ဘူးဒီနေရာအစ်တွက်နေရမဟုတ်ဘူးတင်အတွက်ကောင်းမွန်တဲ့နောက်ထပ်နေရာတစ်ခုရှိတာဖြစ်တဲ့အတွက် ဲ့ဒီကိုတင်သွားရမယ်ဆိုလို့ရှိရင်မဖြစ်မနေဒီလောကနေတင်ထွက်ထွက်ရမယ်ဒီလူကြီးရဲ့ညဉ့်ညင်မှုเนาะဒီအလုံကအလုံရှင်ရဲ့ညဉ့်ညင်မှုအာ senior တွေရဲ့အာဘယ်လိုပြောမလဲသဘောထားကွဲလွဲမှုတွေသင်ခံရပြီးတော့မှာ ဒီလိုပေါ့နော်အစုပ်ဖွဲ့နဲ့လုံရတဲ့အလုပ်မျိုးတင်ထားခဲ့ပြီးတော့တင်ချောက်ပေါ်တင်ရက်တည်ပြီးတော့အကိုပါအလုပ်ကိုလုံရမဲ့ကန်တရားပွင့်လန်းလာပြီဆိုလို့ရှိရင်ဒါမျိုးဖြစ်ပျက်ကိုတင်ကြုံဝင်ကြုံရမယ်။နော်ဒီလိုကြုံတွေ့ရတဲ့အတွက်တင်ချေခွဲဝမ်းနေစရာမလိုဘူးဒီလိုအရာမျိုးကြုံရမှုဖြစ်တယ်ပေါ့နော်။အတန်လေးတွေဝင်သွားလို့ရှိရင်တော့ sorry ပါပေါ့နော်။ RS မှာ reel လေးကိုမြင်မြင်လေးပဲအဆုံးသတ်လိုက်မယ်။အတန်လေးတွေအရင်ဝင်ပါလို့နော်။ တော့ဒီဒါကတော့ group 3လေးတွေနိုဝင်ဘာလထဲမှာကြုံတွေ့ရမှာ blessing နဲ့ပတ်သက်ပြီးတော့ကျွန်မက channel ကြည့်ထားပေးတာဖြစ်ပါတယ်။အဓိကတော့တင်းရဲ့ဒီအာဖြစ်ချင်တဲ့အရာတွေတင်းရဲ့ shut down တွေဖြစ်လာမှုရှိရယ်။အဲ့ဒီ shut down တွေဖြစ်လာခံနေမှလည်းနမိတ်ပြမယ်ပေါ့နော်။မမျော်လင့်မဲ့အခက်အခဲတွေစိတ်နှောင့်ယှက်ကိုနှောင့်ယှက်ကြုံတွေ့ရတာတွေရှိတယ်။ဒါမှမဟုတ်အဲ့အရာတွေကြုံတွေ့ရတဲ့အခါမှာတင်းစိတ်မြင့်ပါနဲ့အရာရာကောင်းမှုဖြစ်လာတာဖြစ်တဲ့အတွက်ဒီလိုအနေထားမျိုးဖြစ်ပြီးဒီလိုအနေထားမျိုးကိုရောက်လာမယ်ပေါ့နော်။ ဒါကြောင့်မို့ group 3လေးတွေစစ်စစ်ခံမှာအခုဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ပြီးတော့ကြိုးစားပါပေါ့နော်အဲ့ဒါမျိုးလေးမှာပြရစေအဲ့တော့ဒါတော့ group 3လေးတွေအတွက်ပြီးပါပြီအ group 1 2 3သုံးခုလောက်ပြီးသွားပြီပေါ့နော်ဒီညမှာတစ်ခုပြောချင်တာ group 1နဲ့ group 2လေးကနည်းနည်းလေးဆက်နေ group 1ကသူ့ရဲ့ကတ်နံပါတ်မှာ25ဆိုတော့ခွန်ပေါ့နော် ခုတူကြတော့34လောက်တည်အဲ့ဒါဆိုလို့ရှင်လာခွန်မယ်အဲ့တော့ကဏန်းလေးတာနည်းနည်းဆင်နေခွန်ခွန်ကြတယ်အဲ့တော့တချို့ group 1ယူတဲ့သူလေးတွေ group 2ကိုလည်းတွားချင်းချင်နေလားမသိအဲ့တော့ဘေဟာကိုကြီးချင်လဲပေါ့နော်နှစ်ခုလုံးတွားကြည့်ပြီးတော့မှကိုတက်ပို့ပြီးတော့ energy ကိုင်းနေတယ်ဆိုတဲ့ဟာလေးတွေယူလိုက်လည်းဖြစ်တယ်နော်အဲ့တော့အဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများရင်တင်ပါတယ်။နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်။